အားလုံးမင်္ဂလာပါရှင်17လပိုင်းမှာသာသာပရိသတ်သမီးများရဲ့ကံကြမ္မာများကိုတလဆာအသေးစိတ်ကလေးဟောပြောပြီးမှာဖြစ်ပါတယ်သာသာပရိသတ်သမီးများဒီဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေရဆိုရင်စာဆုံးလေးကြည့်ပေးဖို့မမေ့ပါနဲ့ဒီ17လပိုင်းမှာသာသာပရိသတ်သမီးများရဲ့အကောင်းဆုံးရက်ကိုပြောပါဆိုရင်3ရက်8ရက်16ရက်18ရက်26ရက်အဲ့ဒီရက်ဒီမှာကိုယ့်ရဲ့ရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ပြောဆိုမယ်လောက်ကင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုရေ ရရှိတတ်ပါတယ်ဒီလိုရက်မျိုးမှာကိုကရွေးချယ်ပြီးတော့ပြုလုပ်ဖို့လိုအပ်ပါဒီ17လပိုင်းဒီလမှာ အကောင်းဆုံးရက်ဒီ16ရက်ဖြစ်ပါတယ်16ရက်မှာကိုယ့်ရဲ့လုပ်ငန်းတွေစတင်တာငွေရေးကြေးကိစ္စတွေစီမံခန့်ခွဲတာမျိုးတွေအစတင်မှာအကောင့်ထည့်ဖို့ပါသာသာပရိသတ်သမီးများဒီ17လပိုင်းမှာဆိုလို့ရှိရင်တော့ စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာတွေဆုံးရှုံးစရာတွေပျက်စီးဆုံးရှုံးတတ်ပါတယ်အဲ့တော့စိုက်ပျိုးရေးလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့ဒီဆက်တလအပိုင်းမှာရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်အထူးဂရုစိုက်ရမှာဖြစ်ပါတယ်သာသာပြီးသားသမီးများအိုးအိမ်တွေကထိုင်ခင်းကိစ္စတွေနဲ့ပတ်သက်ပြီးအပြောင်းလဲကြီးကြီးမားမားတွေပြောင်းလဲသွားတွေ့ပါတယ်။ဒီဆက်တလပိုင်းမှာသူတို့ရဲ့ကံတရားတွေမထင်မဲ့လောက်အောင် လူတကာအံ့ဩလောက်အောင် ပြောင်းလဲသွားတဲ့အပြောင်းလဲကြီးဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားသမီးများနေဆိုလို့ရှိရင်ဒီစက်တလပိုင်းမှာအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။မိမိတို့အနေနဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစောင့်ရွက်ရတာများတဲ့ကာလတစ်ခုဖြစ်ပါတယ်။လူမျိုးသားကူညီမှစားတတ်ပါတယ်။ကိုယ့်အိမ်မှာညာရင်ညက်နေအမျိုးသမီးဧည့်သည်ရောက်လာတတ်ပါလေ။ ရောက်လာရင်လက်မခံတတ်ဘူးတော့လိုအပ်ပါတယ်အမှုဖြစ်သွားတတ်ပါတယ်ကိုကိုယ်တိုင်အမှုဖြစ်တာယုံရောက်တာရောက်ွက်ယုံရောက်သွားတာပေါ့ဒါမျိုးလေးတွေလည်းဖြစ်တတ်ပါတယ်အထူးဂီယူစိုက်ပြီးနေရမှာဖြစ်ပါတယ်ဒီကာလာလေးမှာ ကိုယ်အိမ်မှာတဲခုံနေထိုင်ပြီးတော့မှနော်ကိုယ့်ရဲ့အမှုရှိတဲ့အညာလေးတွေယူသွားတာအလိန်ခံလဲရတာဖြစ်တတ်ပါတယ် ငွေကြေးကိစ္စတွေမှာဝင်လာမဆဲတဲတဲတဲဖြစ်နေတတ်ပါတယ်။ငွေအလုံးလိုက်ရင်းလိုက်ထုတ်လိုက်ထည့်လိုက်နဲ့ကိုဝင်မဲ့ကိန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကြာတာပြီးတာသမီများ ကိုယ့်အိမ်မှာရှိတယ်ဆိုရင်ကတ်ထားလိုက်ပါ။ဒီလတွေမှာကြာတာပြီးတာသမီများ လုပ်ငန်းတိုးတာ၊ယာတူးတိုးတာမျိုးတွေအများအပြားကျုံ့ရတတ်ပါတယ်။နုပညာရှင်သမားတွေကြာတာပြီးတာသမီဆိုရင်တော့ အောင်မြင်တတ်ပါတယ်အောင်မြင်မှုရင်ရရှိတတ်ပါတယ်နာမည်ကုန်တဲ့င်းနေပို့ပို့ပြီးတော့ကြီးပွားတတ်ပါတယ်ကြီးသွားတတ်ပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီလာတော့ဇာတာပိသားသမီးရဲ့ကောင်းတဲ့လာတလာလို့ပြောလို့ရပါတယ်မိမိတို့အနေနဲ့ခုတော့ရှိပါတယ်မိမိရဲ့အလုပ်အကိုင်းမှာမိမိရဲ့လုပ်ငန်းမှာအကြီးကြီးရဲ့ထင်လွဲခြင်းတွေကြုံရတတ်ပါတယ်ထင်လွဲခြင်းတွေခံရတတ်ပါတယ် ီကာလလေးမှာတော့စက်တလပိုင်းမှာတော့ကိုယ့်ရဲ့အပြောဆိုတွေအောင်းမင်းမယ်ကိုယ့်ရဲ့ဩဇာတွေထက်မြက်လာမယ်ကိုယ့်ရဲ့နာမည်လေးတွေလူပိုသိလာမယ်ပေါ့နော်အဲ့တော့ဒီကာလာလေးမှာကြာတာပြီးသားသမီးရဒေါရထွက်လွယ်တာမျိုးစိတ်တူတာမျိုးတွေကိုယ့်ရဲ့ပါဇက်ကဆဲဆိုတာမျိုးတွေမလုံးမိဘူးတော့လိုအပ်ပါတယ်တတ်နိုင်သလောက်မိမိရဲ့ နှုတ်ကိုကောင်းမွန်တဲ့စကားလေးတွေထိမ့်သိမ့်မှုလိုအပ်ပါတယ်နောက်တစ်ခုကကြတော့ဒီကာလမှာကိုယ့်ရဲ့မျက်နှာအမွှေးနှံ့တာတစ်ခုခုလေးဒီလိုမျိုးလေးတုပ်လိမ့်မိတာမျိုးတွေလုပ်ပြီးပါဒီကာလမှာဇာတာပိသားသမီးများရဲ့သီရိကျက်တည်းမင်္ဂလာရှိတဲ့နေရာဒီမျက်နှာမှာဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့မျက်နှာမှာဒဏ်ရာရတာမျိုးထိခိုက်တာမျိုးတွေမပြုမပြုမိအောင် မဖြစ်ရအောင် ကိုကိုယ်တိုင်းစောင့်ရှောက်ရမှာဖြစ်ပါတယ် ဒီကာလမှာကိုကိုနှကောင်းနှမျက်တရားကုညီမစားဖို့အတွက်ကကိုကိုတိုင်းကလည်းမေတ္တာဘာဝနာတွေပွားများဖို့လိုအပ်ပါတယ်။အ ਨੇ ဆုံးမေတ္တာတုံးကောက်တော့တော့ရှုပေးရမှာဖြစ်ပါတယ်။မနဲ့မိုးလေးနာနဲ့မေတ္တာတုပ်လေးညွှန်မယ်။ကိုအိမ်ကနေထွက်မယ်။ကိုရဲ့အလုပ်ကိစ္စတွေကိုယုံကြည်မှုရှိစွာနဲ့ဒီနေ့ငါရဲ့အလုပ်တွေကအောင်မြင်ပြီးကိုစိတ်ထဲမှာဒီလိုတတ်မှတ်ပြီးတော့မှကိုအိမ်ကနေထွက်မယ်ဆိုရင်လည်း အဲ့ဒီနေ့တနေ့သာဒီအောင်မြင်မှုကိုရရှိမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကြာသာပြီးသားမများဒီ၁၇လပိုင်းမှာအရာရာကောင်းမွန်တဲ့ကံတရားပေါ်မှာတည်ရှိနေပါတယ်။အချီရေးမှာလည်းကောင်းတယ်၊အိမ်တော်ရေးမှာလည်းကောင်းနေပါတယ်။မိသားစုရေးနဲ့ပတ်သက်ပြီးတော့ကိုယ်က ဒီလာတွေမှာပို့ပြီးတော့ကူညီပေးရတဲ့ကံလာတစ်ခုလည်းဖြစ်ပါတယ်ပို့ပြီးတော့လည်းအကူအညီပေးရတတ်ပါတယ်အဲ့တော့ကို့အိမ်မှာဖခင်ပုံတော်တို့เนาะရှင်သူလီပုံတော်တို့เนาะဆရာတော်ကြီးတွေတကိုးကြီးတွေပုံတော်ကြီးတွေဝင်လာတတ်ပါတယ်ဝင်လာရင်လည်းအရန်ကောင်းပါတယ်ဒါကြောင့်ကြာသာပြီးသားသမီးများအနေနဲ့ကမိမိတို့ရဲ့ကူညီမစားမဲ့တူတွေတဖြည်းဖြည်းနဲ့ ပေါ်လာတတ်တယ်မိတ်ဆွေကောင်းနေတွေ့ရတတ်တယ်ဒါပေမဲ့ကိုမှရွှင်ထားတဲ့ရွှေရတော့ပြန်ထွက်သွားတာပြက်စီးပြီးတော့မှထွက်သွားတာမျိုးတွေရွှေပြက်သွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ရုတ်တရက်တော့ကျမ်းမာရေးတော့ညံ့တယ်ဒါပေမဲ့စိုးရင်စီရတော့မရှိဘူးเนาะဒါပေမဲ့ခရီးထွက်မဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်လည်းခကြီးကိုဖြစ်ဖြစ်မြောင်မြောင်အောင်မြင်မြင်နဲ့တွားရတတ်ပါတယ်။ဒါကြောင့်ဒီကာလာလေးမှာ တာသာပြီးတာသမီများမိမိတို့အနေနဲ့တနင်္ဂနွေတောင်မှာဇီဒီတစုစုမှာမိသက်စီပူဇော်ပေးပါဗုဒ္ဓဘူးနေ့တိုင်းရှောက်တီးတုပ်ကိုမနက်ပိုင်းလေးမှာဖရာကိုဆွမ်းတော်ကပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အုံလို့နဲ့ချက်တဲ့ဘေသာဟင်းကိုဖုံးကြောင်ဆွမ်းကြိုက်လေးပို့ပေးပါဗုဒ္ဓဘူးနေ့မှာပဲပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အမျက်နဲ့ကြည်သွားမှာဖြစ်ပါတယ် ဒီကာလမှာဇာတာပိသားသမီးများထိပေါက်ကိန်းလည်းရှိပါတယ်ထိထိုးမယ်ဆိုလို့ရှိရင်ခုနှစ်အစ6အစုံ6စခုနှစ်အစုံခွန်6ကနန်းတွေပါတဲ့ကနန်းတွေများများထိုးဖို့လိုအပ်ပါတယ်အဓိကပြောချင်တာဇာတာပိသားသမီးများနိုင်ငံခြားခရီးတွေခရီးနဲ့ပတ်သက်တာတွေစက်တလပိုင်းမှာအောင်မြင်ပါတယ်မမျော်လင့်မဲနဲ့လည်းခရီးဝေးတွေသွားရတတ်ပါတယ်အဲ့တော့မိတ်ဆွေကောင်းနေနဲ့ပြန်တွေ့မယ် ချစ်သူခင်သူပေါ်များတဲ့ကာလတခုဖြစ်ပါတယ်။ဒါကြောင့်ကြာတာပြီးသားသမီးအင်သာပြီးဖြစ်ဆိုတာဆောင်းဝဲပညာရက်နဲ့ပတ်သက်တာမျိုးတွေလည်းအောင်မြင်တတ်ပါတယ်။ဒါပေမဲ့တခုရှိတယ်။ကြာတာပရိသားသမီးများဒီမိမိတို့အနေနဲ့ဘာလေးပဲလှုပ်လို့ရှေ့ရက်ကိုမျက်နှာမူပြီးတော့ဆူတောင်းပြီးတော့ဒါသွားအောင်မြင်ပါတယ်။အဓိကပြောချင်တာတနင်္ဂနွေတောင်းเนาะအရှိမြောက်တောင်းရက်ကိုတော့ ခေါင်းပေးအိမ်မီတာခကြီးထွက်မီတာမျိုးတွေမပြုတ်လောက်ပါနဲ့အဓိကကစားပီးသားသမီးအစင်းရောင်ကိုရှောင်ဝါမှာဖြစ်ပါတယ်အကျိုးပေးတဲ့ရောင်ဝါဒီကာလမှာအနက်ရောင်လေးကိုအနက်ရောင်ပိစလေးပဲဖြစ်ဖြစ်အနက်ရောင်တစ်ခုခု